ကြည်တက်လေးရှိပြီဆိုကျွန်တော်သရှင်ရေးတာအကြည်တက်မရှိဘဲနဲ့သရှင်ရေးရတာနည်းနည်းလေးပေါ့အကြည်တက်ရှိရချိန်မှာသရှင်တခါတည်းနဲ့15ပုံပုံနဲ့တခါတည်းရေးပြတာအကြည်တက်မရှိရချိန်မှာအကြည်တက်ကစိတ်ကြည်နေတဲ့ချိန်မှာသူသရှင်ကရေးရေးသလောက်ထွက်တယ်အဲ့လိုကြည်တက်မရှိရချိန်မှာသူကြက်သလောက်ရေးတပုတ်ကောင်းမှုတော်တော်ရေးရတယ်စိတ်အကြည်တက်ရှိရချိန်မှာသရှင်ရင် သရှင်ကလည်းတအားကောင်းတာစာသားတွေကသာတကယ်ကောင်းတာပေါ့နော်စိတ်လေးကြီးနေတဲ့အချိန်မနက်ခင်းမှရတဲ့လိုမျိုးတွေပဲစိတ်ကြီးနေတဲ့အချိန်ဆိုကျွန်တော်စိတ်ထဲမှာတရှိနေအော်တိုမျိုးအုံတော့တဲ့ရောက်လာတွေးထဲမှာတကယ်မှန်းနေပြီလို့တရှိနေတစ်ခိုင်းနဲ့ရေးပြတာအဲဆယ်ဘူး35ဘူးတစ်ခါလေးနဲ့ရေးတာ အစိတ်မကြည့်ရဲ့အချိန်မှာတော့ကျွန်တော်မရေးသေးဘူးပေါ့နော်။အာဆရာချင်းလေးသားတယ်ဗျာ။ဆရာချင်းရရင်တော်တော်တိုးတက်လာတာရင်ဘနာနာတော့ဘာမှမသိဘာမှမတက်တဲ့နေသားနဲ့ခုလိုဒီတာလောကမှာဒီလိုမျိုးကိုယ်ပိုင်ရေးချင်းကိုယ်ပိုင်သိချင်းနေဆိုတဲ့ဆရာချင်းကိုကျွန်တော်တို့ကတော့လေးသားတယ်ဗျာ။ဆရာချင်းဒီတက်မကကြိုးစားပါ။ဆရာချင်းနဲ့တွေ့ရတာအားကြတယ်ပေါ့အဲ့လိုမျိုးတိုးတက်လာတယ်ဆရာချင်းသိချင်းနေမှန်တယ်မျိုးအကုန်ကြိုက်တယ်ကျွန်တော်တို့အကုန်မြင်တယ်ပေါ့တိတော့အကောင်ပါလေ Facebook မှာအကုန်လုံးမြင်တယ်အားပေးနေတယ်လူတော်တော်များများမင်းကြီးရတဲ့တပုံတွဲရတိုင်းပါပြင်သွားပြီမသိရသူခါချကြပါအကုန်တော်တော်များများသိတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့လိုဗလိန်တွေလိုကျွန်တော်အောင်မြင်မှုတွေရခဲ့တာပါနော် အဲ့လိုဗလိမ့်မဲ့သူမရှိဘူးဆိုကျွန်တော်လည်းအောင်မြင်မှုရောက်သွားတော့တော်တော်ကြိုးစားယူရမှာလေကိုဒါတကယ်တော့ကိုရဲ့ထမင်းချင်းနေပါပဲကိုဆဲတဲ့သူတွေလည်းကိုအားပေးနေတဲ့သူတွေပဲသူတို့ဆဲလို့လည်းကိုအောင်မြင်ခဲ့တာ哦တရားတို့တရားလုံးဆဲလို့လည်းကျွန်တော်အောင်မြင်ခဲ့တယ်အဲ့တရားတို့တရားလုံးဆဲမဲ့သူမရှိဘူးဆိုလည်းအောင်မြင်မှုရောက်ဖို့တော့မလွယ်ဘူးလေအဲ့တော့ဆဲတဲ့သူတွေကတကယ်တော့ကိုအားသေးနေပါပဲဆဲတာရောပြင်မြင်လို့မရဘူးကိုကတိခိုင်ကြီးများမြေတားထားမှာပေါ့ကျွန်တော်တချင်တော့ဆိုလည်းကိုဆဲတဲ့သူတွေချင်းကျွန်တော်တိမခံနိုင်ပါလေရှိတာတော့တစ်ခါလေကျွန်တော်ပြန်ပြီးလိုက်တွေပါလွှင်လွှင်ပြန်ပြိုးလိုက်ပါရင်းနေရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကိုကအဲ့လိုမျိုးစိတ်ကိုနူးညံ့အောင်ထားလိုက်တာဟောဒါကိုကိုအားပေးတဲ့ပြဋိဒတ်တွေပဲ ကိုထမင်းရှင်နေပေါ့အဲ့လိုမျိုးသဘောထားပြောဆဲပါစီကျွန်တော်ဆဲလာတည်းကတော့ comment နောက်ပိုင်းကျောင်းကိုရဲ့စိတ်တက်ကိုတိသွားတဲ့အချိန်မှာဆဲတဲ့သူတွေတဖြည်းဖြည်းနဲ့ပါလိုက်လာတာကိုကလည်းရေချင်းနေပြေးသွားလာတော့တောင်းတောင်းသူတွေကပြင်မာမြင်အောင်ကျွန်တော်ကိုမုန်းတဲ့သူဆိုတော့တိတ်မရှိတလောက်ရှားသွားတာပေါ့ကျွန်တော်ရေးတာတော့အဲ့လိုမျိုးလေးပေါ့ကျွန်တော်စိတ်ထဲမှာစိတ်အကြည့်တက်လေးရှိပြီဆိုကျွန်တော်တရှင်ရေးတာအကြည့်တက်မရှိဘဲနဲ့တရှင်ရေးရတာနည်းနည်းလေးပေါ့အကြည့်တက်ရှိရချင်းမှာတရှင်တခါတည်းနဲ့15ပုံ20တခါတည်းရေးပြတာ အကြည်တည်းမရှိတဲ့ချိန်မှာအကြည်တည်းကစိတ်ကြည်နေတဲ့ချိန်မှာသူတရှင်းကရင်းရင်းသလောက်ထွက်တယ်အဲ့လိုကြည်တည်းမရှိတဲ့ချိန်မှာသူကြက်သလောက်ရေးတပုတ်ကောင်းမှုတော်တော်ရေးရတယ်အဲ့စိတ်အကြည်တည်းရှိတဲ့ချိန်မှာတရှင်းရင်တရှင်းကလည်းတအားကောင်းတာစာသားတွေကသာတကယ်ကောင်းတာပေါ့နော်စိတ်လေးကြည်နေတဲ့ချိန်မနက်ခင်းမှရင်လိုမျိုးတွေပဲစိတ်ကြည်နေတဲ့ချိန်သူကျွန်တော်စိတ်ထဲမှာတရှင်းနေအော်တိုမျိုးအုံနောက်ထဲရောက်လာအတွေးထဲမှာတကယ်မှန်းနေပြီလို့တရှင်းနေတထိုင်းနဲ့ရေးပြတာအဲ၁၀ဘူး၁၅ဘူးတခါလေးနဲ့ရေးတာအစိတ်မကြည်တဲ့ချိန်မှာတော့ကျွန်တော်မရေးသေးဘူးပေါ့နော် ဲတဲ့မြမမကမောင်လေးညီမလေးချစ်ခြင်းနာပြည်သူပြည်သားနှွေးတွေကအိမ်မမဘက်ကကြီးဆုံးမပြုံးမပြအိမ်ပြန်လာခြင်းငါမောင်ငါညီမစားဖို့ရမောင်မဝဲလာမမမြတ်တာမောင်ညီမများတွေရဲချီရအိမ်မမဘက်ကကြီးဆုံးမိဘမာကြီးမိရပိသားရဒီဘက်နပါပြူစုတာတိတာတာသမီးရတနာအိမ်မဆိုကျွန်တော်တို့မိသားစုဝင်၅ယောက်ပါမိဖေမိဘနပါကျွန်တော်ကအိမ်မအငယ်ဆုံးတာကျွန်တော်ကကအလက်ဆုံးတာငယ်တဲ့မြပြူစုပြူရမာကြီးမိရအိမ်မပြမမကအိမ်မကြီးဆုံးသမီး ။ဘာပြောချင်လဲဆိုကျေးဇူးတင်ပါတယ်။အဲ့လိုဗလိန်နဲ့လည်းကျွန်တော်အောင်မြင်မှုတွေရခဲ့တာပေါ့နော်။အဲ့လိုဗလိန်မဲ့သူမရှိဘူးဆိုကျွန်တော်လည်းအောင်မြင်မှုရောက်တော့တော်တော်ကြိုးစားယူရမှာလေ။ကိုဒါတကယ်တော့ကိုရဲ့ထမင်းချင်နေပါပဲ။ကိုဆဲတဲ့သူတွေလည်းကိုအားပေးနေတဲ့သူတွေပဲ။သူတို့ဆဲလို့လည်းကိုအောင်မြင်ခဲ့တာ哦။တရားသူတရားလုံးဆဲလို့လည်းကျွန်တော်အောင်မြင်ခဲ့တယ်။အဲ့တရားကိုတရားလုံးဆဲမဲ့သူမရှိဘူးဆိုလည်းအောင်မြင်မှုရောက်တော့မလွယ်ဘူးလေ။အဲ့တော့ဆဲတဲ့သူတွေကတကယ်တမ်းတော့ကိုအားသေးတွေပါပဲဆဲတာကိုပြင်မြင်လို့မရဘူးကိုကတိခိုင်ပြင်မြာမြေတားထားမှာပေါ့ကျွန်တော်တစ်ချိန်တော့ဆိုလို့ကိုဆဲတဲ့သူတွေချင်းကျွန်တော်တိမခံတာတွေပါလည်းရှိတာပေါ့တခါတည်းကျွန်တော်ပြန်ပြီးတော့ light တွေပါလွှင့်လွှင့်ပြန်ပြောပြလိုက်ပါရင်းနေရှိတယ် ဒါပေမဲ့ခုနောက်ပိုင်းမှာကိုကအဲ့လိုမျိုးစိတ်ကိုနူးညံ့အောင်ထားလိုက်တာ။ဒါကိုအားပေးတဲ့ပြဋိဒတ်တွေပဲကိုထမင်းရှင်နေပေါ့အဲ့လိုမျိုးသဘောထားပြီးဆဲပစီကျွန်တော်ဆဲလာတယ်ရတယ်ကွန်မန့်နောက်ပိုင်းကျောင်းကိုရဲ့စိတ်တက်ကိုတိသွားတဲ့အချိန်မှာဆဲတဲ့သူတွေဖြည်းဖြည်းနဲ့ပါလိုက်လာတာ။ကိုကလည်းရေချင်းနေပြေးသွားလာတော့တောင်းတောင်းသူတွေကပြင်မာမြင်အောင်ကျွန်တော်ကိုမုန်းတဲ့သူဆိုတော့တိတ်မရှိသလောက်ရှားသွားတာပေါ့။အဲ့လိုမျိုးဓပုံတွဲရိုက်တာလိုအမျိုးမျိုးပြင်မာပြေးလာတာလိုမျိုးကျွန်တော်မြင်ရင်အဲ့လိုမျိုးချစ်ကြတဲ့သူတော်တော်များပါကျွန်တော်ပြင်မာသွားပြီဆိုတော့ကျွန်တော်အဲ့လိုမျိုးချစ်တဲ့ပြဋိဒတ်တွေတော်တော်များများရှိပါတယ်။အဲ့လိုမျိုးကျွန်တော်ကျွန်တော်ဆရာချိန်ပေါ့။ ။အာဆရာချင်းနေသားတယ်ဗျာ။ဆရာချင်းရရင်တော်တော်တိုးတက်လာတာရင်ဘနာနာတော့ဘာမှမသိဘာမှမတက်တဲ့နေသားနဲ့ခုလိုဒီတာလောကမှာဒီလိုမျိုးကိုပိုင်ရင်ချင်းကိုပိုင်တချင်းနေဆိုတော့ဆရာချင်းကိုကျွန်တော်တို့ကတော့လေးစားတယ်ဗျာ။ဆရာချင်းဒီတက်မကကြိုးစားပါ။ဆရာချင်းနဲ့တွေ့ရတာအားကြတယ်ပေါ့အဲ့လိုမျိုး။တိုးတက်လာတယ်ဆရာချင်းတချင်းနေမှန်တယ်မျိုးအကုန်ကြိုက်တယ်ကျွန်တော်တို့အကုန်မြင်တယ်ပေါ့တိတော့ကောင်းပါလေဖေးမအကုန်လုံးမြင်တယ်အားပေးနေတယ်လူတော်တော်များများမင်းကလေးရတဲ့တပုံတွဲရတိုင်းပါပြင်သွားပြီမသိရသူခါချာကြပါအကုန်တော်တော်များများသိတယ်ကျွန်တော်ကိုယ့်ရဲ့အောင်မြင်မှုကတော့ဘယ်လိုပဲပြောပြီးတိဖြစ်တာပါနော်ဘယ်သူမှမသိတဲ့ဘဝနဲ့တနိုင်ငံလုံးသိတဲ့အနေထားရောက်လာတာ哦 အော်ဒါပေမဲ့တိုးတက်မှုမရှိတဲ့အဲ့လိုမျိုးအပေါ်ပေါ်အဲ့လိုမျိုးကိုအပေါ်အနေနဲ့တွေးတာမျိုးဆိုရင်တော့ကိုလည်းစိတ်ထဲမှာတော့ပီတိမဖြစ်ဘူးလေခုနောက်မှကိုကတိုးတက်လာတာဖြစ်တယ်ကိုလူတိုင်းကမေတ္တာနဲ့ပဲကြည့်ရသူများလာတယ်အရင်တော့ကတော့ကိုပေါ်တော်တော်နဲ့ကြည့်တာဘာမှကိမသိပြီးမသိဘာမှမသိပွဲသွားဆိုမယ်တော့ကိုကိုယုံကြည်မှုမရှိဘူးအတန်ထုံနီးစနစ်မသိနောက်ကျတော့အေးအေးမဝမတွေ့ရသေးစားအတန်နေဝင်းအဲ့လိုမျိုးပွဲတွေတော့ဆိုနိုင်တယ်ဆိုတော့ခုနောက်မှကျတော့တချင်းပွဲဆိုရတော့မယ်ဆိုကျွန်တော်အေးအေးဝအောင်အိတ်ထားလိုက်တယ်အစားတော့ချောင်းလိုက်တယ်တကယ်ဆိုရမယ်ဆိုတော့ထိုင်နေတဲ့၃လေးတော့ဆိုနိုင်တော့ကိုဘယ်တယ်ဘယ်တဲ့မှာကိုကိုသဘောမကျတဲ့သူမရှိတော့ ဟာတကောင်တချင်းတကယ်အပြင်းမတကယ်ကောင်းတာပဲတချို့ကစတူဒီယိုမှာဒီကောင်ကစတူဒီယိုမှုလို့ကောင်းတာအပြင်းမတော့မကောင်းဘူးအပြင်းမကျွန်တော်တောင်နားထောင်မှုတဲ့လူတိုင်းသိတယ်ကျွန်တောတစ်ခိုင်နဲ့နဲ့တစ်ခါနဲ့နဲ့55ပုံပုံနဲ့ဆဲဆိုတာအဲ့လိုမျိုးအေးရေးလောက်ရတဲ့စားတော့လဲချောင်းနေနေဆိုတချင်းနေပါကျွန်တော်တစ်ခိုင်နဲ့နဲ့ဆိုတာအဲ့တော့စတူဒီယိုမှာလည်းမဟုတ်ကျွန်တော်ပြင်ပါလဲကျွန်တော်တန်အဲ့လိုမျိုးပင်ကိုယ်တန်ဟိုဟာဖြစ်တဲ့အတွက်ဒါပေမဲ့ပို့ကိုကောင်းတယ်လို့တော့ပြောလို့မရဘူးအများကြီးလေးလောင်မှာအတန်မှာပင်ကိုယ်တန်တော့ရှိပြီးသားဒါပေမဲ့လေးလာကြရှိတဲ့အတန်မိုင်းဆိုင်အများကြီးလေးလောင်မှာကိုယ်တော်အများကြီးတော်တဲ့တက်တဲ့သူတွေအများကြီးရှိရဲ့ ကိုယ့်ရဲ့စီနီယာကြာရင်အကုန်လုံးကျွန်တော်လေးစားတယ်အဲ့တော့ကိုကလည်းအများကြီးကြိုးစားမှာပညာဆိုတော့အကုန်လည်းလို့မှမရှိတာကြားတဲ့လောက်ကျွန်တော်တို့ပါရမီပါလဲဘာမှမလို့နော်ဘာမှမဖြစ်ဘူးကြိုးစားရတာပဲအတန်ပါရမီပါလဲကြိုးစားမယ်ဂီတာလည်းဒီတမကလေးလောင်အောင်ပဲကျွန်တော်ဂီတာတိတရတာပါတီပါချပဲရှိတယ်အများကြီးကြိုးစားအောင်ပါအတန်ပိုင်းဆိုင်ရတယ်အများကြီးလေးလောင်အောင်ပါဒီလောက်အတန်နဲ့လည်းကျွန်တော်ကိုကျွန်တော်အားမရသေးဘူးအော်ဒီတဲ့ဘိုကယ်တွေကြီးတွေဖြစ်လောင်ကြိုးစားမယ်နောက် heavy metal တွေအများကြီးဆိုးနိုင်လာပြီးတော့အဲ့လိုမျိုးပရိသတ်တွေသဘောကျတဲ့နံပါတ်1အစိုးတော်ကြီးဖြစ်ဖို့ကတော့ကျွန်တော်အများကြီးကြိုးစားမှာပေါ့နော်အဲ့တော့ထိတ်ဆုံးကြီးရောက်တော့ဘယ်သူမှမစိုးကြိုးစားနေတဲ့သူတွေကြီးပါဗျအများကြီးကြိုးစားအောင်ပါပါကျွန်တော်လည်း သေးဥဆောင်ဘက်လည်းကျွန်တော်အဲ့လိုမျိုးကယ်ဒီမီတွေများစွာရတဲ့သူတယောက်ပြောင်းကြိုးစားမယ်။နံပါတ်၁ဖြစ်အောင်ကြိုးစားမှာပါအကုန်လုံး။ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ယနေ့ချိန်ထိချစ်ခင်အားပေးတဲ့ပရိသတ်ကြီးများအားလုံးအထူးကျေးဇူးပါခொနေသားသမီးများပရိသတ်ပေါ်မှာကျွန်တော်အနေနဲ့ပြောမဆိုမှာတစ်ချိန်တော့နော်ဘနာနာချိန်တော့ကျွန်တော်ပြန်ပြောခဲ့တာတွေပါလေချိခိုင်နေခွင့်လို့ပေးပါကာယကမစည်းကမနောကအဲ့တော့သုံးပါသောကံတို့ဖြစ်ပြမခဲ့ပြီနဲ့ကျွန်တော်ခွင့်လို့နားလည်ပေးကြပါကျွန်တော်လက်ရှိချိန်မှာတော့ကျွန်တော်တင်းငင်ညင်းကြလာပြီးတော့ကျွန်တော်တိုးတက်မှုများသွားလေပြောင်းလဲလာပါပြီအများကြီးလေ့လာနေတဲ့သေဆုံးဘက်တည်းအဆိုဘက်တည်း တော့ DJ ဘက်တွေအကုန်လုံးလေးလာနေပြီဖြစ်တဲ့အတွက်တိတ်မကြခင်မှာကျွန်တော်ရကိုပိုင်းသချင်းနေ Evan နေကျွန်တော်ရပြင်ဆင်မှုတွေနဲ့အများကြီးရှားပြဖို့ရှိပါတယ် DJ ဘက်တွေလည်းကျွန်တော်အများကြီးလေးနေပါတယ်အဲ့တော့ကျွန်တော်ရအားနည်းချက်တွေကိုလည်းကျွန်တော်အားသာချက်ဖြစ်အောင်ကျွန်တော်ပြောင်းလဲလိုက်ပါပြီအဲ့တော့အခုချိန်မှာတော့ဒီထက်လည်းကျွန်တော်ပြောင်းလဲလာအောင်ပါပါဒီတက်ပြောင်းနေတော့မှဖြစ်တဲ့တဲ့ဒီတက်ဘက်ကတိုးတက်ဖို့ပဲရှိရဖြစ်တဲ့တဲ့ကျွန်တော်အားပေးချိတ်ကမိတဲ့ခဏရသားသမီးနဲ့ရအောင်ပေါအောင်အားလုံးအထူးပဲကျေးဇူးတင်ကြည်ပါတယ်ခဏရသားသမီးများအားလုံးဘေးရန်ကင်းကစိတ်နှသာစီးပွားရေးလက်များရှင်လန်းပါသေးလို့ထပ်တူဆုတောင်းပေးပါတယ်